United ပြဿနာကနီးပြပြောင်းဖို့လိုနေရလားနေစနစ်ပြောင်းဖို့လိုနေရလားအားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ Everton ကို Old Trafford မှာမရှိမလားနဲ့ရှုံးခဲ့တဲ့ပွဲမှာကျွန်တော်တို့ United ဘာရီမာနေခဲ့တာလေ။ဘယ်ယာတွေကပြောင်းလဲဖြစ်ခဲ့တာလဲဆိုတာကိုပြောကြရအောင်ပါ။ United က Everton နဲ့မကစားခင်နောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ဒါကအသင်းရဲ့ကစားသမားတွေရောနီးပြပုံမှာပါအများကြီးယုံကြည်မှုရှိစေတဲ့အရာဖြစ်ပါတယ်။ ရာသီစမှာဘလောက်ပဲဆွေးရတဲ့ရလဒ်တွေကိုပိုင်ဆိုင်ခဲ့ပေမဲ့ဆန်ဒါလန်နဲ့ပွဲကစလို့ United တို့နိုင်ပွဲစတင်ရရှိခဲ့ပြီးအချိန်ကောင်းလာခဲ့တာကိုသိပြီးသားဖြစ်မှာပါ။အဲဒါကြောင့်ပဲပြည်သက်တွေအနေနဲ့ဒီဟာတီတော့ဥရောပဝင်ခွင့်ရမယ်လို့ထင်ထားခဲ့ကြတာပါ။အကုန်လုံးကတွေးထင်ထားကြတဲ့အချိန်မှာပဲ Everton နဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော့မျော်လင့်ချက်တွေအကုန်လုံးရိုက်ချိုးခံလိုက်ရသလိုဖြစ်ခဲ့ရပါတယ်။ United တို့နှစ်ပတ်တာပြင်ဆင်ခွင့်ရခဲ့ပြီးတော့ International Break မှာ Mazraoui, Ahmed Diallo တို့ဒေါ်ကူတို့ခြေစွမ်းပြခဲ့ကြလို့ Everton ကိုဂိုးပြတ်အနိုင်ရမယ်လို့ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့အမှန်ချက်နဲ့နန်းထွက်ကတတ်တဆင်အောင်လွဲခဲ့ရပြီးတော့ရှုံးနေခဲ့ရပါတယ်။ဒီပွဲမှာ United ကကစားသမားတယောက်အ short ခံထားရတဲ့ Everton ကိုဘာကြောင့်မနိုင်ခဲ့တာလဲ။နံပါတ်1 Amore ရဲ့နီးပြူဟာဒီဘက်မှာအမိုရီအနေနဲ့ international break မတိုင်ခင်ကအသုံးပြတဲ့ကစားကွက်မှာဆိုရင်အပူဝင်တဲ့အာမတ်တွေတဲ့တိုက်စစ်ကိုပွဲစဉ်အတော်များများမှာအသုံးပြခဲ့ပါတယ်။ဒီတိုက်စစ်တွေကိုအသုံးပြတဲ့ပွဲတွေမှာအနိုင်ရလက်ဖော်ဆောင်နိုင်ခဲ့ပြီးတော့တည်ကြခဲ့တာဆိုလို့ foreign နဲ့တပွဲသာရှိခဲ့တာပါ။ ဒါပေမဲ့အေဗာဒန်ရဲ့ပွဲမှာအမိုရယ်အနေနဲ့အာမတ်နဲ့အဘူမိုကိုညတောင်းမှမှတွဲမကစားစေတော့ပဲအဘူမိုကိုညတောင်းမှတိုက်စစ်နဲ့အာမတ်ကိုဘယ်တောင်းမှတိုက်စစ်မှာထားကစားခဲ့ပါတယ်ဒီနေ့စနစ်ကအေဗာဒန်ရဲ့ပွဲမှာနေမဟုတ်ပဲရှေ့ပွဲစဉ်တွေမှာလည်းအသုံးပြုခဲ့တာပါဒါပေမဲ့ဒီစနစ်ပိုင်းကအဆင်ပြေခဲ့ခြင်းမရှိသလိုဂျာလတ်ပိုင်းကလည်းကောင်းမွန်မနေခဲ့တာပါအေဗာဒန်ကကစားသမားတယောက်ထုတ်ခံရပြီးတဲ့အချိန်ထိအမိုရယ်အနေနဲ့ခံစစ်၃ယောက်ကိုတာထပ်မံသုံးဆွဲနေတာကပြောစရာဖြစ်နေခဲ့တာပါနံပါတ်1နိုင်လို့စိတ်မရှိတဲ့ကစားသမားတွေရဲ့စိတ်ဓာတ် ဒီဘက်ကိုမနိုင်ခဲ့တဲ့အကြောင်းရင်းတွေတက်ကတခုဆိုရင်ကစားသမားတွေအားလုံးနှစ်ပတ်တာလေးချင်းပြင်ဆင်ခွင့်ရနိုင်တဲ့အချိန်မှာဘာလို့နေကြလဲဆိုတာပါပြီးခဲ့တဲ့ပွဲတွေကလည်းမတူပဲတိုးတက်လာရမယ့်အစားဘောလုံးထိမ့်သိမ့်တာတွေဘောလုံးပေးမှုညံ့တာတွေလေးလံထိုင်မှန်ပြီးကစားနေတဲ့ပုံစံတွေကမဖြစ်တဲ့နဲ့ရပါကစားသမားတွေမျက်နှာကလည်းကွင်းထဲမှာနိုင်လူစိတ်မရှိပဲကစားနေတာက United လို့အတင်းမှာမဖြစ်တဲ့နဲ့ရပါဒီချက်တွေကအေပါတန်ကိုရှုံးနေခဲ့တဲ့အကြောင်းရင်းတွေတက်ကအဓိကအချက်တွေဖြစ်ပါတယ် ပြီးခဲ့တဲ့ရာသီကတည်းကဆိုင်ရင်တိုးတက်လာတာမှန်ပေမဲ့ဒီစနစ်ပိုင်းနဲ့ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုလှုံ့ဆော်တဲ့နေရာမှာအမိုရင်ရဲ့လိုအပ်ချက်တွေရှိပါသေးတယ်။အေဗာဒန်နဲ့ပွဲပြီးသူပြောလိုက်တဲ့စကားတစ်ခွန်းကမေးခြင်းစရာတော့ရှိနေပါတယ်။အဲ့ဒါကယူနိုက်တက်အနေနဲ့ပရီးမီးယားလိမှတ်ပေးစရာထိတ်ဆုံးနေရာကိုတက်လန်းနိုင်ဖို့နည်းနည်းလေးတော့နှိစက်မှုမရှိဘူးဆိုတာပါ။ဒီပြတယောက်အနေနဲ့ဒီစကားကမပြောသင့်သလိုအသင်းရဲ့ကစားသမားတွေပေါ်မှာလည်းယုံကြည်မှုပြပြစေပါတယ်။အသင်းကကြိုးစားရမှမှတ်ပေမဲ့လို့အသင်းကိုစိုးဝင်နေတဲ့ဒီပြတယောက်ကကိုကုတ်ကိုယုံကြည်မှုရှိတဲ့ပုံစံပြနေတာကအတော်လေးကိုယုံဆုံးလုံးပါတယ်။ ဒီစကားကြောင့်ပဲပြည်သက်တွေရဲ့ကြောသားထွက်ခြင်းကိုခံနေရသလိုယုံကြည်မှုမရှိတဲ့နှီးပြကိုခန့်အပ်ထားရတာကဘာမှထူးလာမှာမဟုတ်ဘူးဆိုတဲ့ဝေဖန်မှုတွေလည်းရှိလာပါပြီ။နှီးပြပြောင်းမှာ United ကကောင်းလာမှာလို့ဆိုလိုချင်တာမဟုတ်ပေမဲ့အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့အသင်းကိုကင်တွယ်နေတဲ့နှီးစနစ်ကိုပြင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။အသင်းမှာဖြစ်နေတဲ့ပြဿနာကစဉ်းစားအတော်လေးကြက်ပေမဲ့အဆင်မပြေတာကိုမှတွန်းလို့ချင်တဲ့အမှုရင်အတွက်ဖိအားတွေကတော့ဆက်ပြီးရှိလာအောင်ပါ။ ကစားသမားတွေခေါ်မှကောင်းလာမှာမဟုတ်ပါဘူးရှိတဲ့ကစားသမားတွေကိုဘလို့ပုံစံအသုံးပြုမလဲဆိုတာရင်ကစားသမားတွေကိုင်းထဲမှာဘလို့ပိဆက်ကစားရမလဲဆိုတဲ့ mindset ကိုထည့်ပေးပြီးတော့အမွန်တွေတယောက်လိုအပ်နေတယ်လို့ထင်ပါတယ် United ကိုချင်းငင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာရှိစုပေးခဲ့တာကျေးဇူးတင်ပါတယ်